မမြင်သင့်တဲ့အပြစ်ဆိုတာဘာကိုပြောတာတော့ဆိုတော့ရေဘူးရအဖြစ်တပါသောသူတို့ရဲ့မကောင်းတဲ့အချက်လို့ဆိုတဲ့သူတပါရဲ့အပြစ်ကိုရည်ရွယ်ပြီးတော့ပြောတာပါနော်သူတပါရဲ့ပြစ်ကိုမမြင်သင့်ဘူးပေါ့မြင်သင့်တဲ့အပြစ်ဆိုတာကဘာကိုပြောတာတော့မြင်သင့်တဲ့အပြစ်ကတော့အကုသိုလ်တရားတို့ရဲ့ဆင်းရဲဒုက္ခဆိုးကျိုးအမျိုးမျိုးကိုပေးနိုင်တဲ့အစွမ်းလို့ဆိုရတဲ့အကုသိုလ်တရားတို့ရဲ့အပြစ် ဲ့ဒါကိုမြင်အောင်ကြိုးစားရမယ်။နောက်တစ်ချက်မြင်သိတဲ့အဖြစ်ကဘာလို့ဆိုတော့ဘဝခန္ဓာရဲ့မတည်မြဲတဲ့အနေစသဘောအကောင်းမဟုတ်တဲ့ဒုက္ခသဘောအစိုးမရအနှစ်သာရမရှိတဲ့အနတ္တသဘောလို့ဆိုတဲ့ဒီမကောင်းတဲ့အဖြစ်တွေကိုလည်းပဲမြင်သိတဲ့အဖြစ်ဆိုပြီးတော့ဒီလို နားလည်ရမယ်။ဒါအနှစ်ချုပ်ကဒါပါပဲဒီကနေ့ညပြောမယ့်တရားရဲ့အနှစ်ချုပ်ကတော့မမြင်သိတဲ့အဖြစ်ကသူတော်ဘာတို့ရဲ့အဖြစ် မြင်သင့်တဲ့အဖြစ်ကတော့အကုသိုလ်တရားတို့ရဲ့အဖြစ်ရဲ့ဘဝခန္ဓာရဲ့အဖြစ်ရဲ့ဟုတ်ရဲ့လားဘုရားဦးဇင်းတို့မြင်သင့်တဲ့အဖြစ်ကနေစတင်ပြီးတော့မှတ်သားကြရအောင်ဦးဇင်းတို့ဓမ္မပဒပါဠိတော်ထဲမှာယေရှုဘုရားရှင်ကိုရမကြီးဟောကြားတော်မူခဲ့တဲ့သတော်ဝါရဲ့အဖြစ်ကိုမြင်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပေးသက်ပေါင်းတော်တို့စတင်ပြီးတော့အာယုံပြုကြည့်မယ်။ဘာဟောတာတုံဆိုတော့ ပရဝိဇ္ဇနုပတိတံနေဆံဥဇာနာတင်ညီနောအတဝတတဝဋ္ဌံတိအာရတောအတဝခယအဓိပ္ပာယ်ကပြောတော့ဆိုတော့နေဆံအမြဲမပြတ်ဥဇာနာတင်ညီနောကဲ့ရဲ့လိုသော အမှတ်ရှိသည့်ဖြစ်၍ပရဝိဇ္ဇနုပတိတသူတော်ဘာတို့ရဲ့အပြစ်ကိုအမြဲမြင်လေရှိသောတတထုပုဂ္ဂိုလ်အားအတဝအတော်တရားတို့သည်ဝဋ္ဌံတိတိုးပွားကုန်၏တောထုပုဂ္ဂိုလ်အတွက် အတဝခေယအတောတရားကုံခန်းခြင်းမှအာရာဝေးกว่าလှတိသာတိတဲ့ဒီကထာလေးရဲ့အတိပဲကိုအဖြောင်းပြောကြည့်မယ်နော်အမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ရှိပြီးတော့သူတစ်ပါးရဲ့အပြစ်ကိုပဲအမြဲတမ်းမြင်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်အတောတရားတွေဟာတိုးပွားလာလိမ့်မယ်တဲ့အတောတရားကုံခန်းရာနိဗ္ဗာန်ဆိုတဲ့ထုကဲမုံမြတ်တဲ့ချမ်းသာတဲ့ချမ်းသာမှန်တယ်လည်းပဲဝေးกว่าနေလိမ့်မယ်တဲ့ဟုတ်လား ပြန်ပြောမယ်နော်နေရှံဥဇာနာတင်ညီနောအမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ရှိတယ်ပရဝိဇ္ဇနုပတိတသူတော်ဘအစ်ကိုအမြဲတမ်းမြင်တတ်တဲ့သဘောလည်းရှိတယ်ဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတော်တရားတွေတိုးပွားပြီးတော့ကျမ်းသာတဲ့ကျမ်းသာမှငြိမ်းချမ်းရာအစစ်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့မုံမြတ်တဲ့ကျမ်းသာနဲ့ဘာဖြစ်နေမလို့ဝေးကွာနေမယ်တဲ့အဲ့ဒီကာထာလေးကိုမြတ်စွာဘုရားက ဘာကြောင့်ဟောတာတော့ဆိုတော့ဦးဇင်းတို့အစောဘုရားလက်ထက်ကယဟန်တပါးကတပါးသောသူတို့ရဲ့အပြစ်ကိုနော်ရှာရှာဖွေဖွေမြင်တတ်တဲ့သဘောရှိတယ်လို့ဆိုတယ်အထူးသဖြင့်တရင်သုံးဘောယဟန်နေနော်ကိုရင်နေနော်အတူတူနေကြတဲ့ပုံကိုယ်ရဲ့ပုံမှာနော်ဘလို့ဝတ်တုံဘလို့စားတုံဘလို့နေတုံဘလို့ထိုင်တုံဘလို့ပြောတုံအမြဲတမ်းရှိလို့ပဲအပေါ့ရှာပြီးတော့ကဲ့ရဲ့တရားကိုပဲအမြဲတမ်းကြည်နေတယ်ပြောစရာလေးမတွေ့လိုက်နဲ့ပြောပြပြီးပြီ ော်ရှာရှာဖွေဖွေမြင်တတ်တဲ့သူများမကောင်းတဲ့အကြောင်းဟုတ်လားဒါကြောင့်အဲ့ဒီယဟန်ကိုအဝင်းကျင်ကယဟန်တွေကနော်ဥ္ဇာနာတင်ကြီးအမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ပဲရှိနေတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါလိုတောင်းခေါ်တယ်လို့ဆိုတယ်အဲ့ဒါနဲ့နောက်တော့သူ့ရဲ့တရားပြစ်ကိုကြံကြံဖန်ဖန်မြင်တတ်တဲ့တရင်ကမြတ်စွာဘုရားရဲ့နားတော်ကိုပေါက်ကြလို့မြတ်စွာဘုရားကခေါ်ပြီးတော့သူ့ကိုမေးရတယ်ပေါ့သင်ဟာတရားရဲ့အပြစ်ကို လွန်မှမြင်တတ်တယ်လို့ပြောတယ်အဲ့ဒါဟုတ်သလားတသူကလည်းအဲ့ဒါတော့လိန်ညာတဲ့သဘောတော့မရှိဘူးဒါမျက်စွာဘုရားမေးလို့လည်းပဲအမှန်တိုင်းပြောတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါနဲ့မျက်စွာဘုရားမေးတော့ဟုတ်တဲ့အကြောင်းသူရှောက်ရတယ်ရှောက်လို့မျက်စွာဘုရားကအဲ့ဒီမှာဒီကံထာလေးကိုမဟုတ်ခင်ဗာလေးတော့ပြောသေးလေဆိုတော့ဟိုဝိကိုဥတည်ပြီးတော့သူတော်ဘာကိုပြောဆိုဆုံးမမယ်ဆိုရင်တော့အဲ့ဒီပုံကိုအပြစ်တင်လို့မရဘူးတဲ့ဆိုလိုတာက ဝတရားရှိလို့နော်မိဘတွေကသာသမီရဲ့အပြစ်ကို ထောက်ပြန်ပြီးတော့ဆုံးမတာမျိုးနော်ဆရာသမားတွေကတပည့်တို့ရဲ့မကောင်းကွက်တွေကိုကြည့်ပြီးတော့မမှားတင်တာမမှားရအောင်ဒီလိုမနေတင်ဘူးဒီလိုမထိုင်တင်ဘူးဒီလိုမပြောတင်ဘူးလို့စသဖြင့်ဖြင့်နော်ကောင်းကျိုးလိုလားလို့ဆွဆုံးမတာမျိုးကိုဒီနေရာမှာအပြစ်မြင်တတ်တဲ့ပုံကိုလို့သူ့ကိုဆွဆွဲလို့မရဘူးတဲ့အဲ့ဒီလိုပုံကိုမျိုးကိုဆိုလိုတာမဟုတ်ဘူးတသက်မဲ့ကြံကြံပန်းပန်းကောင်းတာကိုမမြင်တဲ့ဖဲနဲ့ မကောင်းတာကိုပဲရွေးချယ်ပြီးတော့ကဲ့ရဲ့လိုတဲ့စိတ်နဲ့အပြစ်မြင်နေမယ်ဆိုရင်တော့ဒါမကောင်းဘူး။နောက်ငြိမ်းချမ်းမှုအစ်စ်အမှန်ကိုအဲ့ဒီပုဂ္ဂိုလ်ဟာမရနိုင်ဘူး။ဟုတ်ရဲ့လား။အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအဲ့ဒီလိုလေနောက်ဝတရားရှိလို့ပြောဆိုဆုံးမတာကိုတော့ဒီပုဂ္ဂိုလ်ကိုအပြစ်ရှိတယ်လို့ပြောလို့မရဘူး။ဒါပေမဲ့လို့ မြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ကြီးရှိပြီးတော့သူတို့ဘာရဲ့အဖြစ်ကိုပဲမြင်နေမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်အတွက်အတောတရားကုန်ခန့်ခြင်းမှအလွန်ဝေးတယ်အတောတရားတွေတိုးပဲတိုးပွားလာလိမ့်မယ်ဒီနေ့မှာအတောတရားဆိုတာဘာတော့နော်လူငယ်လေးတွေအတွက်နည်းနည်းတော့ဥယျံပြောကြည့်ခြင်းနဲ့အတဝါဆိုတာဘာပြောတာတော့ယိုရှိတဲ့သဘောနော်ယိုရှိတယ်ဆိုတာကနော်အနာဘုတ်တွေအနာဆွေးတွေ နော်သွေးတွေပြည်တွေရိုးထွက်လာတဲ့သဘောရှိတယ်တခုခုတိုက်မိခိုင်းမိလိုက်တာနဲ့ထိမိလိုက်တာနဲ့ပေါက်ပြဲပြီးတော့အဲ့ဒီမကောင်းတာတွေကရိုးကျလာတဲ့သဘောရှိတယ်ဟုတ်လားတနည်းအားဖြင့်အတဝဆိုတာမပြောတာတော့ဆိုတော့နော်စိန်ရီစိန်ရီဆိုတာအရက်ကိုပြောတာ ဟုတ်လားအရက်တောက်တဲ့ပုဂ္ဂိုလ်ဟာပုံမှန်အသိစိတ်မဖြစ်သွားတော့ဆိုတော့ချွေရင်သွားတယ်အရက်သမန်းတိတဲ့တိဟာတာမန်ပုဂ္ဂိုလ်တိတဲ့အတိနဲ့မတူတတ်ဘူး ဟုတ်လားအရင်မူးရင်မူးသလောက်သူတိတဲ့အတိတွေဟာအလွန်တရာမှမာရင်သွားတယ်မကောင်းတာကိုလည်းကောင်းတယ်လို့ထင်နိုင်တယ်ကောင်းတာကိုလည်းမကောင်းဘူးလို့ထင်နိုင်တယ်လှုပ်တဲ့နာကိုလည်းမလှုပ်တဲ့ဘူးလို့ထင်နိုင်တယ်မလှုပ်တဲ့နာကိုလည်းလှုပ်တဲ့နယ်လို့ထင်သွားနိုင်တယ်သူ့ရဲ့ထင်တွေကတော့အကုန်လုံးကပောက်တိကပောက်ထာပြောင်းတိပြောင်းပြန်နေပဲဖြစ်မယ်ပေါ့အဲ့တော့အာသောတရားဆိုတာအဲ့ဒီအရင်များစေရင်များနဲ့လည်းတူတယ်အနာဘုတ်နော်အနှဆွေးတွေကနေပြီးတော့ပြည်ဘုတ်သွေးဘုတ်တွေရိုးကြလာတာမျိုးနဲ့လည်း တူတယ်ဆိုပြီးတော့အတောတရားကိုအဲ့လိုအဓိပ္ပာယ်ဖွင့်တော့အဲ့ဒါကဘာလဲဆိုတော့အတောတရားလေးပါပေးတဲ့တို့အလိုဩဝါဒအနေနဲ့တော့စာလို့ပေးလို့တော့မှတ်သားထားကြပြီးသားဖြစ်မှာပါနော်အတောတရားလေးပါဆိုတာဘာတွေတော့ကာမတဝါဘဝတဝါဒိဋ္ဌတဝါအဝိဇ္ဇာတဝါကာမတဝါဆိုတာကာမရဲ့ပုံမှာလိုလားမဲ့မောတဲ့လောဘကိုကာမတဝါကာမအတဝါ ဟုတ်လားအဲ့ဒီလောဘကလည်းယိုရှိတဲ့တဲ့သဘောရှိတယ်လိုချင်စရာကောင်းတဲ့ချစ်ခင်တက်စရာကောင်းတဲ့အာယုံတစ်ခုကိုမတွေ့လိုက်နဲ့မကြားလိုက်နဲ့နော်အဲ့ဒီလောဘဆိုတဲ့အဆိုးတဲ့အစိတကယိုရှိပြီးတော့ကြာလာတဲ့သဘောမရှိဘူးလားရှိတယ်ဒါကြောင့်ကာမတဝလောဘဟာယိုရှိတက်တဲ့သဘောရှိတယ်ဟိုအရဲ့ရဲ့အတိပ္ပယ်နဲ့ပြောမယ်ဆိုရင်တော့အဲ့ဒီလောဘဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်တဲ့အနေအထားကမဖြစ်သွားတော့ကြောင်းလေဖောက်ပြန်သွားတယ်။ဒါကြောင့်သူက အတိပဲနှစ်မျိုးရရင်နော်အတဝါကဟုတ်လားယိုရှိတတ်တယ်ရှင်မှုတတ်တယ်ပေါ့လောကမှာတဝဆိုတာကာမရဲ့ပုံမှာလိုလံတောင်းတတဲ့လောဘနောက်ပြီးတော့ဘာလို့ဘဝတဝတဲ့ဘဝတဝဆိုတာဘဝရဲ့ပုံမှာမက်မောတဲ့လောဘဟုတ်လားနောက်ဒိဋ္ဌာတဝဆိုတာကတင်ရှားဖြစ်ပေါ်နေတဲ့ပေါက်ပြန်တတဲ့ရုပ်အစုဝေးအာယုံကိုတိတဲ့ခံစားတဲ့မှတ်သားတဲ့သောနာအစုဝေးဒီယုံနာအစုဝေးကို ပုဂ္ဂိုလ်တတ္တဝါငါသူလို့မှားယွင်းစွာမှတ်ထင်မှုကိုဘာခေါ်တော့ဒိဋ္ဌာတဝါတက္ကရာဒိဋ္ဌိပေါ့နော်အေးပြီးတော့ဘာလို့တော့အဝိဇ္ဇာတဝါတဲ့အဝိဇ္ဇာတဝါဆိုတာတစ္ဆာ၄ပါးကိုမသိတဲ့မောဟကိုပြောတာပေါ့အဲ့တော့အတ္တတရား၄ပါးဟာတရားကိုကောက်မယ်ဆိုရင်တော့ तू ကသုံးပါးပဲရတယ်ကာမကိုမမောတဲ့လောဘနဲ့ဘဝကိုမမောတဲ့လောဘကလောဘတစ်မျိုးတည်းပေါင်းစုပြီးတော့ဝင်သွားတယ်ပေါ့နော်ဒိဋ္ဌာတဝါက ိဋ္ဌိဝိဇ္ဇာတဝါကမောဟဟုတ်ရလားအတော့အတော်တရား၄ပါးသည်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ပေါ့အဲ့ဒါမြတ်စွာဘုရားကအမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ရှိပြီးတော့သူတော်ဘာရဲ့အပြစ်ကိုပဲမြင်နေမယ်ဆိုရင်အဲ့ဒီဆင်းရဲကြောင်းတရားတွေဖြစ်တဲ့အတော်တရားတွေဟာတိုးပွားလာလိမ့်မယ်တဲ့အတဝတတဝဋ္ဌံတိအဲ့ဒီအတော်တရားတွေပဲတိုးပွားလာမယ်အာရာတောအတဝခေယ နော်ငြိမ်းချမ်းရာအစစ်အမှန်နိဗ္ဗာန်ဆိုတဲ့အတောတရားကုန်ခန်းရာအဲ့ဒီတရားတို့တရားမျက်နဲ့တော့ဘာဖြစ်နေမလဲတော့ဝေးကွာနေမယ်တဲ့ဟုတ်လားဒါကြောင့်သူတော်ဘာရဲ့အပြစ်ဟာမမြင်တဲ့နဲ့အပြစ်လို့မှတ်ရမယ်ပေါ့နော်ဒီနေမှာဦးဇင်းတို့ပိသက်ပေါင်းသူတော်ဘာတို့ဘုထုဇဉ်လူသားတွေဆိုတာကတူတူကိုကို များသောအားဖြင့်သူများအပြစ်ဆိုရင်တော့လွယ်လွယ်ကူကူမြင်တတ်တယ်အပြန်အလှန်အားဖြင့်ကိုယ့်ရဲ့အပြစ်ဆိုရင်တော့မမြင်တတ်ဘူး ဒါကတာမန်လူတို့ရဲ့အဖြစ်များတဲ့သဘောပဲဟုတ်လားအဲ့ဒီအကြောင်းအရာကိုလည်းပဲရသော်ဘုရားဟောပြထားတာရှိတယ်အဲ့ဒီမလဝတ်ထဲမှာပဲမှတ်တမ်းတင်ထားတာဘာပြောထားတော့ဆိုတော့တုဒ္ဒတံမေတုဒ္ဒတံဝိဇ္ဇမေညေတံအတနောပနဒုဒ္ဒတံပရိသဟိသောဝိဇ္ဇာနိဩပုနာတိယထာဘုတံအတနောပနစာရီတိကလိန်ဝါဟိတဝတထောတဲ့ဒီကထာလေးကတခါတာပဲရှိတယ်သူကတော့ကြည်ကြပြန့်ပြန့်လေးပြောထားတယ်ပေါ့နော် ိဗ္ဗေကဘာပြောတော့ဆိုတော့ပရဝိဇ္ဇနုပတိတံတုဒတဝိဇ္ဇမင်ကြီးတံအင်ကြီးတံသူတော်ဘာတို့ရဲ့ဝိဇ္ဇအပြစ်ကိုတုဒတံမြင်ဖို့အလွန်လွယ်တယ်တဲ့။အဲ့သူများရဲ့မကောင်းတဲ့အချက်လေးတွေကြတော့မြင်ရတာဘာလဲတော့လွယ်တယ်မြင်မြင်လွယ်လွယ်လေးမြင်နိုင်တယ်သူများမကောင်းတာဟုတ်ဟုတ်ရဲ့လား။အတ္တနောပနဒုဒတံအတ္တနောမိမိရဲ့ဝိဇ္ဇပနအပြစ်ကိုကြတော့ဒုဒတံမြင်ဖို့ခက်တယ်တဲ့။ နော်ကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုကြတော့မြင်ဖို့ခက်တယ်တဲ့သူတော်ရဲ့အဖြစ်ကတော့မြင်ဖို့အလွန်လွယ်တယ်ကိုယ့်ရဲ့အဖြစ်ကတော့မြင်ဖို့ခက်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဘလို့ဆက်ပြီးတော့ပြောတော့လူသားမန်တို့ရဲ့အနေအထားလေးပေါ့နော်ပရိသန်ဟိသောဝိဇ္ဇာနိအပုဏ္ဏတိယထာဘုတ္တသောထုတ်ကဲ့သို့သူတော်ရဲ့အဖြစ်ကိုမြင်လွယ်ပြီးတော့ကိုယ့်ရဲ့အဖြစ်ကိုကြတော့မြင်နိုင်ခဲ့ကြတယ်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးတွေဟာဘုဒ္ဓံဖွဲပြာကိုအပုဏ္ဏတိယထာလွှင့်တဲ့ကဲ့သို့ ပရိသတ်သူတို့ဘာတို့ရဲ့ဝိဇ္ဇန်ဒီအပြစ်တို့ကိုအပုဏ္ဏတိလွှင့်တတ်တယ်တဲ့။နောက်ကလေးတွေတခါတလေအဖုံတွေတဲတွေကိုလေတိုက်တဲ့ခါမှာမြောက်ကြတာမရှိဘူးလား။အဲလေနဲ့လွှင့်ရင်သွားတာပေါ့နော်။အဲ့လိုအမိုက်ကလေးတွေဖွဲလေးတွေလည်းလွှင့်ကြတာရှိတယ်။ဟုတ်လား။သူတို့ဘာအပြစ်ကိုပဲမြင်လွယ်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုကြတော့မြင်ဖို့ခက်ခဲနေတဲ့တာမန်ပုဂ္ဂိုလ်တွေဟာသူတို့ဘာရဲ့အပြစ်ကိုကြတော့အဲ့ဒီလိုလေးလာရမှနော်ဖွဲပြားလေးတွေကိုမြောက်ကျဲတယ်လို့လွှင့်ကျဲတတ်တယ်တဲ့။သူများရဲ့အပြစ်တွေကိုဖြန့်တတ်တယ်။ဟုတ်လား။ သူများရဲ့ပြစ်ကိုမလုပ်တတ်တဲ့ဖြန့်တတ်တဲ့ဖြန့်တတ်တဲ့အဲ့ဒီခေတ်ပို့ပြီးတော့ထင်ရှားတာပေါ့နော်နောက်တည်င်းနေဟုတ်လားသူတို့ဘာတိဖို့လှုပ်ဖို့နီလန်းတွေကလည်းအလွန်လွယ်တာဆိုတော့သူတို့ဘာမကောင်းတဲ့အကြောင်းကိုနော်ရေးကြတာပြောကြတာအများကြီးမရှိဘူးလားရှိရနော်ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်နောက်သူတို့ဘာအပြစ်ကိုဖြန့်လွှင့်ခြင်းသည်ကောင်းတဲ့လက္ခဏာမဟုတ်ကောင်းတဲ့စိတ်ဓာတ်လည်းမဟုတ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဥမာလေးနဲ့ပြောတာ ဘုဒ္ဓံဖွဲပြာကိုအပုဏ္ဏတိယထာလွှင့်တဲ့ကဲ့သို့ပရိသင်တရဘာတို့ရဲ့ဝိဇ္ဇာနဲ့အပြစ်တို့ကိုအပုဏ္ဏတိလွှင့်တတ်တယ်။အဲအဲ့ဒါလို့သူများအပြစ်ကိုကြတော့လွှင့်တတ်ပေမလို့ကိုယ့်ရဲ့အပြစ်ကိုကြတော့မလုပ်ထားတော့နဲ့ဥမာနဲ့ပဲပြောတယ်မြတ်စွာဘုရားကဟုတ်လားတတ်တော်တယ်ဆင်းလက်ကောက်ကျက်တော့ငှက်မှုဆိုးသည်ကလိန်မိမိကိုယ်ကိုကိတဝါဝါ တိခတ်တွေတိရွက်တွေနဲ့ဖုံးအုပ်ထားတဲ့ကဲ့သို့အတ္တနောမိမိရဲ့ပဏအတ္တနောပဏမိမိရဲ့အပြစ်ကိုကြတော့စာရတီပုံလွန်ထားတယ်။ကိုမကောင်းတဲ့အချက်ကိုကြတော့မလုပ်ထားတော့ပုံလွန်ထားတယ်တဲ့တော်ရဲမှာနောက်ငှက်ခတ်မှုဆိုးတွေရှိတယ်။ဟုတ်လား။အဲ့ဒီငှက်ခတ်မှုဆိုးတွေကငှက်တွေသာသမိတွေကသူတို့ကိုမမြင်အောင်သူတို့ကိုသူတို့ကြတော့မလုပ်ထားတော့။နောက်ခြုံထဲမှာတချို့ ပုံနေတာရှိတယ်။တချို့ကြတော့လည်းပဲ ပြင်ဘက်မှာတကူလုံးကိုတိခက်တိတိရွတ်တိစုစည်းပြီးတော့သူကိုယ်သူတိခက်ကြီးတိအုံကြီးလို့ထင်အောင်လုပ်ထားပါနော်အဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာနော်လှေစားကောက်ကျစ်တက်တဲ့ငှက်မှုဆိုအောင်ကိုကိုကိုတိခက်တိရွတ်တိနဲ့ဖုံးအုပ်ထားတယ်လို့မျိုးလောကမှာတချို့သောပုဂ္ဂိုလ်တွေဟာနော်အများစုပါပဲလေတချို့သောလို့တောင်ပြောရတာကလည်းနည်းနည်းနည်းဟုတ်လားအများစုကတော့ကိုယ့်အပြစ်ကိုမလုပ်ထားတော့ဟောလွန်တာလေ ်ပထမရဲ့အဖြစ်ကိုကြတာဘာလို့တော့ဖွဲပြာများကိုလေလာရမှာလွန့်ကျင်းပြီးတော့ကစားကြတဲ့ကလေးတွေသူများရဲ့အဖြစ်ကိုကြတော့ဖြန့်တတ်တယ်လွန့်တတ်တယ်ဒါလောကကြီးရဲ့သဘောပဲဟုတ်လားအဲ့ဒီကထာကိုမြတ်စွာဘုရားဘာပြုလို့ဟောတာတုန်းဆိုတော့ဟိုအရင်တို့မြတ်စွာဘုရားလက်ထက်ကအလွန်ထင်ရှားတဲ့တထေးကြီး၅ဦးဆိုတာပေးတို့ကြားဖို့မှာပါအဲ့ဒီတထေးကြီး၅ဦးတည်းကမင်းတကတထေးဆိုတာရှိတယ်ဝိတ္တခကြောင်းမကြီးရဲ့အဖိုးအေပေါ့နော် အဲ့ဒီမင်းကတတိကြီးကလွန်တရာမှချမ်းသာအဲတနေ့တော့ဟိုကြွတ်ချိန်တန်တဲ့အချိန်လို့ဆိုကြပါစို့ရသော်ဘုရားရှိရာကိုဖူးမြော်မယ်ဆိုတော့သူလာအဲ့လိုလာတာတော့လမ်းမှာเนาะအယူဝါဒမတူကြတဲ့တိဋ္ဌိတက္ကရုံနေနဲ့တွေ့တယ်တွေ့တော့ဘယ်သွားမလို့တော့လို့တတိကြီးကိုမေးတော့တတိကြီးကရသော်ဘုရားကြီးကိုသွားပြီးတော့ဖူးမြော်မလို့လို့အဲ့လိုမျိုးပြောတော့သူတို့ကဘာပြောလို့ဆိုတော့ ရသော်ဘုရားရဲ့အဖြစ်ကိုပြောတာပေါ့နော်တတိကြီးတဲ့ယဟန်ဘုဒ္ဓမဟာကောင်းမှုကို ပြုเสียမလိုဘူးလို့ဒီလိုဟောတဲ့အယူဝါဒရှိတယ်ဒါကြောင့်ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ဓမ္မသွားပြီးတော့စိတ်ကချင်းအပြင်တင့်အတွက်ဘာမှအကျိုးမရှိဘူးဒါကြောင့်မသွားသင့်ဘူးဒါကတက်တက်မြတ်စွာဘုရားကိုဆွဆွဲတာပါဟုတ်လားမြတ်စွာဘုရားကိုဘယ်လိုပြောတာတော့ကောင်းမှုကိုမပြုအပ်ဘူးလို့တမ်းပြစ်တဲ့အယူဝါဒရှိတယ်လို့အဲ့လိုမြတ်စွာဘုရားကိုဆွဆွဲတာ တကယ်စင်စစ်မြတ်စွာဘုရားမှာအဲ့ဒီလိုမျိုးဟောပြောခြင်းအယူအဆမရှိပါဘူး။ဒါပေမဲ့လို့အဲ့ဒီမင်းကတထေးကြီးကအဲ့ဒီတိတိတကတုံတို့ရဲ့နှတ်တမြစ်ချက်ကိုမမတိကြိုးကြုံပြုပြီးတော့မြတ်စွာဘုရားကြီးကိုသူအရောက်သွားတာပါပဲ။ဟိုရောက်တော့မြတ်စွာဘုရားဟောပြတဲ့တရားဒေသနာကိုနားပြီးတော့တောတပတိမညံဘုံညံကိုရတယ်လို့ဆိုကြပါစို့။အဲ့လိုရပြီးတဲ့အခါမှာမြတ်စွာဘုရားကိုသူလျှောက်တယ်။မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မြတ်စွာဘုရားကြီး လာတော့ကလမ်းမှာအဲ့ဒီတိဋ္ဌိတက္ကရောနေနဲ့တွေ့တယ်တွေ့တော့သူတို့ကမြတ်စွာဘုရားကြီးကိုသွားမယ်မှန်သိတဲ့အတွက်ကြောင့်တပည့်တော်ကိုမြတ်စွာဘုရားရဲ့မကောင်းတဲ့အကြောင်းတွေကိုပြောပြီးတော့တပည့်တော်ကိုတားမြစ်ကြတယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားကဒီဃာထာလေးကိုဟောပြတာဒဃာကြီး လောကကြီးမှာလူအများစုဟာသူတို့ရဲ့အပြစ်ကိုကြတော့မြင်တွေ့ကြတယ်ကိုယ့်ရဲ့ကြီးကျယ်တဲ့အပြစ်ကိုကြတော့မမြင်နိုင်ကြဘူးသူများရဲ့အပြစ်ကိုကြတော့ဖွဲပြလို့လွှင့်ကျဲကျဲ လွန့်ကျဲတက်ကြတယ်ကိုယ့်ရဲ့အပြစ်ကိုကြတော့နောက်ငှက်မှုဆိုးများမိမိကိုယ်ကိုတစ်ခတ်တည့်ရတဲ့နဲ့အုပ်ထားသလိုမျိုး ကိုယ့်ရဲ့အပြစ်ကိုကြတော့မလုပ်ထားတော့ပုံွယ်ထားကြတယ်ဆိုပြီးတော့အဲ့ဒါအဲ့ဒီကာထာလေးကိုမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့မမြင်ရမယ့်အပြစ်ဆိုတာဘာကိုပြောတာတော့သူတော်ဘာရဲ့အပြစ်ကိုပြောတာနော်အများသောအဖြစ်ကိုယ့်ရဲ့အတွေ့အဲမှာသူတော်ဘာမကောင်းတဲ့အကြောင်းလေးတွေကိုတွေးမိတွေးမိပြီးတော့ အကုသိုလ်ဖြစ်ဖြစ်နေရတာတွေအချိန်ကာလအများကြီးရှိမယ်လို့ထင်တယ်နော်အများစုမှအဲ့ဒါတွေမရှိဘူးလားရှိတယ်နော်ဟိုသောတော်တော်ကတရားဏိဒံစသခြင်းတုန်းကဦးဇင်းပြောဝတာလေးသတိထားမိမယ်ထင်ပါတယ်လူ့ဘဝကြီးမှာနော်အလုပ်တစ်ခုလုပ်ခြင်းလဲလုပ်နေမယ်သို့မဟုတ်ပြောခြင်းလဲပြောနေမယ်သို့မဟုတ်တွေးခြင်းလဲတွေးနေမယ်တစ်ခုခုတော့ဖြစ်နေမယ်နော်အဲ့ဒီကံသုံးပါးထဲမှာဘယ်ကံဟာအဖြစ်များဆုံးဖြစ်မလို့မနောကံနော်မနောကံနော်စိတ်နဲ့တွေးနေတာတွေးနေတာ နော်ပြောတယ်ဆိုတာလည်းပဲအတွေးကနေတရှင်းပေါက်ဖွားလာတယ်လို့ဆိုနိုင်ပါတယ်။လုတ်တယ်ဆိုတာလည်းအဲ့ဒီအတွေးကနေတရှင်းဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ပါတယ်။အတွေးဟာအလွန်တရာမှအတိတ်ကကြတယ်။ဟုတ်လား။ကိုတွေးတယ်လို့လုတ်ကြတာကိုတွေးတယ်လို့ပြောကြတာ။ဟုတ်လား။ဒါကြောင့်ဒီအတွေးတွေနဲ့အချင်းကုန်းနေတဲ့ကိုယ့်ရဲ့ဘဝကိုပြန်ပြီးတော့အကက်ခတ်တတ်ဖို့လိုတယ်။ငါဘာတွေတွေးနေတာတော့များသောအားဖြင့်တော့သူများမကောင်းကြောင်းတွေကိုတွေးကြတာ။သူများရဲ့အပြစ်တွေကို ထိုင်ပြီးတော့တွေးကြတာ။ တွေးယုံတွေးတာတွေကများလာပြီဆိုတော့ဒီတိုင်းမအောင်နိုင်တော့ဘူးအဲ့ဒီကြတော့ဘာလုပ်တော့ပြောမှာပေါ့ဟုတ်လားပြောပြီဆိုရင်ဘာဖြစ်ပြီတော့ဖွဲပြားတွေလွှင့်ကျဲတယ်သူများအစ်တွေကိုလွှင့်ညတော့တာကျဲကြတော့တာဟုတ်တယ်မဟုတ်လားအင်းကို့အဖြစ်ကိုကြတော့အုံွယ်ထားတယ်နော်တဟကောင်းနဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုံကိုယ်တို့ရဲ့အမှုအကျင့်မဟုတ်ဘူးလို့နားလည်ပြီးတော့မြတ်စွာဘုရားကသူတော်ဘာရဲ့အစ်တွေကိုအဲ့လိုမျိုးပြောတာတွေတွေးတာတွေကို မလိုလားဟုတ်လားဒါပေမဲ့စကားကတော့မြတ်စွာဘုရားကတော့မကြံအောင်ပြောတာနော်ဝိကိုဥတည်ပြီးတော့ပြောဆိုဆုံးမလိုတဲ့စိတ်နဲ့သူတို့ရဲ့အจิตကိုပြောတာကိုတော့အပြစ်တင်လို့မရဘူးတဲ့ဟောအဲ့ဒီစကားကိုတော့လည်းပဲခြံထားလို့မရတော့အနေသူများအပြစ်ကိုမပြောရဘူးသူများအပြစ်မတွေးရဘူးဆိုရင်မိဘတွေဆရာသမားတွေကစပြီးတော့တပည့်တွေရဲ့အပြစ်ဘာလို့ပြောတာတုံးသာသမီတွေရဲ့အပြစ်ကိုဘာလို့ပြောတာတုံးလို့စောရကတက်မှာစိုးလို့ဟုတ်တယ်မို့လားစိတ်ကောင်းနှလုံးကောင်းနဲ့နားလည်သေးခြင်းလို့သိသေးခြင်းလို့ မမားတဲ့တာမမားရအောင်ကောင်းရမွန်ရဖြစ်အောင်ဆိုပြီးတော့မုံမြတ်တဲ့စိတ်တက်နဲ့လမ်းကြောင်းတဲ့ပေးတာကိုတော့ဒီလူတွေဟာအပြစ်မြင်တတ်တဲ့လူတွေလို့သူတို့ကိုအပြစ်တင်လို့မရသဘောပေါက်ရလားအခုပြောနေတာကဘာလဲနေရင်းထိုင်ရင်းနဲ့ဘာမှအကျိုးမရှိဘဲနဲ့သူများအပြစ်ကိုပဲထိုင်စင်သာ အကုသိုလ်ပွားပြီးတော့ဘာမှအကျိုးမရှိတဲ့အတွေးတွေနဲ့ကိုကိုကိုပူလောင်ပင်ပန်းအောင်ညင်စဲနေကြတဲ့ပုံကိုယ်တွေအတွက်သာရှိပဲပြီးတော့ပြောတာဟုတ်လားအဲ့ဒီလိုဆိုရင်တော့မြတ်စွာဘုရားဗာပြောတော့ အာတောတရားတွေပဲတိုးလာလိမ့်မယ်စိတ်မှန်တဲ့ချမ်းသာဒုက္ခနဲ့တော့ဘာဖြစ်နေမလို့ဝေးကွာနေလိမ့်မယ်ဒီလိုဟောတာဒါကြောင့်ဒီနေရာမှာဦးဇင်းတို့သူတော်ဘာရဲ့အပြစ်ကိုမြင်ခြင်းဟောသူတော်ဘာရဲ့အပြစ်ကိုဟောအပြစ်ကတော့မြင်ဖို့ကလွယ်ပါတယ်ဟုတ်လားဒါပေမဲ့လူဆိုတာကအပြစ်တင်နေကြီးတိဆောက်ထားတာမဟုတ်မကောင်းတာတွေကြီးစုဝေးနေတာမဟုတ်ကိုကကြည့်တဲ့မြင်တဲ့မယ်ဆိုလို့ရှိရင်ကောင်းတာတွေလည်းပဲလူတိုင်းမှာသူ့တိုင်းတာနဲ့တူတော့မရှိဘူးလား ကောင်းတာကိုမြင်ခြင်းလဲဆိုရင်လည်းမြင်လို့ရပါတယ်မမြင်ရဘူးလို့တမ်းပြစ်ထားတာမရှိဘူးဒါပေမဲ့ခက်တာကဒါကမှမဟုတ်ဦးနှုတ်ရဲ့ဗဝင်မကျတတ်တဲ့စိတ်ကလေးအပြစ်မြင်တတ်တဲ့ဝါသနာလေးကရှိနေတော့ကောင်းတာနဲ့မကောင်းတာတော့နှစ်ခုတွေ့လာတဲ့အချိန်မှာဘာကိုပဲဦးစားပေးပြီးတော့မြင်မိမြင်မိနေတော့မကောင်းတာကိုပဲဦးစားပေးပြီးတော့မြင်တယ်မကောင်းတာမြင်ရင်ဘာဖြစ်မယ်ထင်တော့ဒေါသဖြစ်မှာပေါ့စိတ်တိုင်းမကြဘူးမကျေနပ်ဘူးဟုတ်တယ်မဟုတ်လား ကောင်းတာမြင်တော့ဘာဖြစ်မလို့ကောင်းတာမြင်တော့စန့်ကျင်ဘက်မေတ္တာဖြစ်လိမ့်မယ်။ကောင်းကွက်ကိုမြင်ရင်မေတ္တာဆိုတာဖြစ်လာတာ။ဆိုးကွက်ကိုမြင်လို့ရှိရင်တော့ဒေါသဆိုတာဖြစ်လာတာ။ဒါနားလည်ဖို့လိုတယ်နော်။ငါဘလို့မြင်တာလဲဆိုတာငါဘလို့စိတ်ကြီးဆက်ဖြစ်မှာလဲဆိုတာရဲ့အဖြေပဲ။ဟုတ်တယ်မဟုတ်လား။အေးဒါကြောင့်ပိဋကပေါင်းတော့သူတော်ဘာရဲ့အပြစ်ကိုမမြင်အောင် ကြိုးစားရမယ်။ဟုတ်လား။ မြင်မိတော့လည်းပဲဒါကိုထက်ကထက်ကစဉ်းစားမနေမိအောင်ကြိုးစားရပဲကောင်းတာတွေလည်းရှိတယ်ကောင်းတာတွေကိုမြင်တတ်တဲ့အလေအကျင့်လေးကိုအစားထိုးဖို့မလိုဘူးလားလိုတယ်။ဟိုအရင်တို့ရှင်သာတိဗုဒ္ဓကုသမြတ်ကြီးဟောခဲ့တဲ့ဒေသနာလေးတစ်ခုရှိတယ်။ဘလောင်းတိမထေမြတ်ကြီးကတတဝါတွေရဲ့ကောင်းခွက်ကိုမြင်စေခြင်းတည်းဆိုတာလေးဥမာပေးထားတာအရင်သဘောကျတဲ့အကောင်လေ။အဲ့ဒီထဲမှာတော့ဥမာ၅ချက်ပေးထားတာအဲ့တော့ဦးဇင်း၂ချက်လောက်ပြောကြည့်မယ်နော်။ဆိုကြပါစို့တဲ့။ ဩရှေ့တုန်းကပန်းတကူဒူတင်ဆောင်ကြတဲ့ရဟန်းတွေဆိုတာရှိတယ်ဒီခေတ်ကတော့နည်းနည်းနဲသွားပြီပေါ့နော်ပန်းတကူသင်္ကန်းဆိုတာကဟောအခုခေတ်လိုအရန်နဲ့ချုပ်ပြီးသားပြုတ်ပြီးသားလမ်းပေါ်တော့ပစ်ထားတာမျိုးမဟုတ်ဟုတ်လားသင်္ကန်းကုန်းမှာလူသေးကောင်းတွေကိုပတ်ထားတဲ့ပစ်ထားတဲ့အဝတ်တွေရှိတယ်အမိုက်ပုံမှာစွန့်ပစ်ထားတဲ့အဝတ်တွေရှိတယ်ဟုတ်လားအဲ့ဒီလိုဘယ်သူမှမတုံတော့တဲ့စွန့်ပစ်ထားတဲ့အဝတ်ဟောင်းအနွမ်းတွေကိုရှာပြီးတော့အဲ့ဒီတဲကမှကောင်းတာလေးကို ဖြတ်တောက်ယူပြီးတော့မကောင်းတာတွေဆွေးနေတာတွေစုပ်ပဲ့နေတာတွေညစ်ပေးနေတာတွေကိုစွန့်ပစ်ပြီးတော့သုံးလို့ရမှလေးကိုပဲလဝါးစာလောက်ဖဲရရနော်တပေလောက်လေးပဲရရတထောင်လောက်ဖဲရရအဲ့ဒါလေးကိုဖြတ်တောက်ပြီးတော့ရသမျှလေးကိုအကုန်လုံးစိတ်ရှိလက်ရှိဆက်ရက်ပါထေးပြီးတော့အဲ့ဒါကိုတစ်ခေါက်ဆိုးပြီးတော့ဝေရတဲ့သင်္ကန်းမျိုးကိုပါခေါ်တော့ပန်းတကူသင်္ကန်းဟုတ်လားအဲ့ဒီပန်းတကူသင်္ကန်းရှာတဲ့ယဟန်နဲ့ဥမာပေးတယ်အထေကြီးကနော် ပန္တကုသင်္ကန်းရှာတဲ့ယန်းဟာဆိုကြပါစို့အဝိစုတ်ကလေးတစ်ခုရလာပြီရလာပြီဆိုရင် तू ပါယူမလို့ကောင်းတာကိုပဲယူရမှာနော်ဆွေးနေတာကို तू ယူလို့မရဘူးထဲ့ချုပ်လို့မရဆွေးနေတဲ့အပိုင်းတချို့ဆိုရင်အရန်ညစ်ပတ်ပြီးတော့ဘလို့မှစေကြောလို့မရတော့တဲ့အပိုင်းအရန်စုတ်ပဲ့နေတာမျိုးဒါမျိုးလည်းယူလို့မရဟုတ်လားအဲ့ကုအတွက်သုံးလို့ရမယ်အသုံးဝင်မဲ့ကောင်းတာလေးကိုပဲရွေးချယ်ပြီးတော့ဖြတ်တောက်ပြီးတော့ယူငင်းရတယ်အဲ့ဒီလိုပဲလူတစ်ယောက်ရဲ့အကြောင်းကိုစဉ်းစားတဲ့နေရာမှာ လူတိုင်းလူတိုင်းပုထုရှင်တွေဆိုတော့ကောင်းတာတွေရောမကောင်းတာတွေရောရောကတော့ကောရောမနေဘူးလားရောနေတယ်။ဟင်းအဲ့လိုဆိုလို့ရှိရင်ကိုယ့်အတွက်နော်အကျိုးရှိတဲ့မုံမြတ်တဲ့နော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စိတ်ဓာတ်မျိုးဖြစ်ဖို့ဆိုလို့ရှိရင်မကောင်းတာကို တွေးလို့မဖြစ်ဘူး။ဟုတ်လား။ကောင်းတာကိုတွေးတတ်ဖို့မလိုဘူးလား။နော်ကောင်းတဲ့အချက်ကိုတွေးမိဖို့လိုတယ်။နော်အဲ့လိုကောင်းတာလေးကိုရွေးချယ်ပြီးတော့မြင်ပြီးတော့အဲ့ဒီလိုရဲ့အပေါ်မှာဖြစ်နေတဲ့ နော်ယံညိုးတွေမကောင်းတဲ့စိတ်တွေဒေါသတွေအာကတတွေကိုနည်းအောင်ကြိုးစားရမယ်။မေတ္တာဓာတ်တွေတက်ဝင်နိုင်အောင်ကြိုးစားရမယ်လို့ဝတိကြီးကဆုံးမ။နောက်နောက်တစ်ချက်ကဘာပြောတော့နောက်တစ်ချက်ပြောတာကဟိုတော်ထဲမှာရေငတ်လို့ရေစားလို့ရေလိုက်ရှာနေတဲ့လူတယောက်ဟုတ်လားရေလိုက်ရှာနေတဲ့လူတယောက်တွေ့ပြီရေကန်ကြီးတကန်တွေ့ပြီတွေ့တဲ့အခါကျတော့ရေကန်ကဘလို့ဖြစ်နေတော့နော်ရေမော်တွေပုံလွှမ်းထားတယ်။အဲရေကန်ကဘာဖြစ်နေတယ် ရေမော်တွေပုံလွှမ်းထားတယ်အဲ့တော့အကုန်လုံးစိမ့်ပြီးတော့ရေတွေကပုံလွှမ်းရေမော်တွေပုံလွှမ်းထားတော့ဒီတိုင်းတောက်လို့မရအောင်အဲ့တော့မလုပ်တုံဆိုတော့ရေတောက်ခြင်းတဲ့ပုံကအဲ့ဒီရေမော်တွေကိုလက်နဲ့မလုပ်အောင်မလို့ဖယ်ရမယ်ပေါ့နော်ဖယ်ပြီးတော့အဲ့ဒီရေမော်တွေဘေးမှာရှဲသွားပြီးဆိုတော့မှကြီးလင်းနေတဲ့ရေကိုခတ်ပြီးတော့တောက်ရမယ်အဲ့ဒီရေမော်တွေကိုမဖယ်ဘဲနဲ့တခါတည်းတောက်ချလိုက်မယ်ဆိုလို့ရှိရင်ဓာတုအတွက်အန္တရာယ်ရှိနိုင်တယ်ပေါ့ဟုတ်လားအဲ့ဒါလိုပဲပဝန်းကျင်ရဲ့ အနေဒါတွေကိုယ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားတဲ့နေရာမှာမကောင်းတာတွေကိုဖယ်ပြီးတော့ကောင်းတာတွေကိုရွေးချယ်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်။ဟုတ်လားမကောင်းတာရှိလို့မကောင်းတာကိုစဉ်းစားနေမယ်ဆိုရင်ဘာမှအကျိုးကောင်းတဲ့ဘက်ကတော့အကျိုးထူးလာမှာမဟုတ်ဘူး။ကိုယ်သာလေမကျင်တဲ့ဒေါသတွေဖြစ်လာမယ်။ကိုယ်ကဒေါသဖြစ်မယ်ဆိုရင်လည်းတစ်ဖက်လူကဘာတွေနဲ့မတုံ့ပြန်မလို့ဒေါသနဲ့မတုံ့ပြန်မှာသူ့အတွက်လည်းဘာမှကောင်းတဲ့ဘက်မှာဖြစ်လာကြအကြောင်းမရှိ။နှစ်ဦးနှစ်ဖက် ဆိုးဝါးသွားစေအကြောင်းသာရှိတယ်ဟုတ်လားဒါကြောင့်ပိသက်ပေါင်းတော်တို့အကောင်းဆိုးတွန်တွဲနေတဲ့လူလောကကြီးမှာကောင်းတာလေးတွေကိုရွေးချယ်ပြီးတော့မြင်တတ်ဖို့လိုတယ်။နောက်ဆိုးတာတွေကိုမဆိုးဘူးလို့လှုပ်လိုက်တာမဟုတ်ဘူးနော်။ဟောသူဆိုးတာကိုကောင်းနေလို့လှုပ်တွင်းနေတာမဟုတ်ဘူး။ဆိုးတာကိုဆိုးတယ်လို့နားလေတယ်ဒါပေမဲ့အဲ့ဒါကိုအပြစ်တင်နဲ့စိတ်နဲ့ဒါမကောင်းဘူးဆိုးလိုက်တာဆိုတဲ့သဘောမျိုးနဲ့မခံစားဘူး။ဆိုးတာကိုနားလေတယ် ဒီနယ်မှာပြည့်တဲ့ဘောင်းတရဟွန်တို့ပုဂ္ဂလဒိဋ္ဌံဓမ္မဒိဋ္ဌံဆိုတဲ့စကားလေးကိုတော့နည်းနည်းပြောမှဖြစ်မယ်ဟုတ်လားဆိုကြပါစို့လူတစ်ယောက်ဆိုးတယ်ဆိုတာဘယ်အစိတ်ပိုင်းကဆိုးတာတော့ကောင်းတယ်ဆိုတာလဲဘယ်ယံကကောင်းတာတော့စဉ်းစားတတ်ဖို့လိုတယ်တမန်အဖြစ်တော့ဒကာမတို့အရှင်တွေကဆိုးတယ်ဆိုရင်ဒီလူဆိုးလိုက်တာကောင်းတယ်ဆိုရင်လည်းဒီလူကောင်းလိုက်တာလုံးပြီးတော့ခြာဆိုးတာလည်းလိုပဲကောင်းတာလည်းလိုပဲဒီလိုတွေးတာနော်တကယ်တကယ်မြတ်စွာဘုရားကအဲ့လိုမမြင်စေခြင်းကို ုတ်လားဆိုးတာဘာကဆိုးလဲဆိုရင်မကောင်းတဲ့စိတ်ကဆိုးတာတဲ့တဲ့ပြောရင်လောဘဒေါသမောဟကဆိုးတာကောင်းတာဘာကကောင်းလဲလို့မေးရင်ကောင်းတဲ့စိတ်တွေကကောင်းတာတဲ့တဲ့ပြောရင် အလောဘအဒေါသအမောဟတွေကကောင်းတာစဉ်းစားနော်ဆွေးကြပါစို့ဦးဇင်းတို့လူငယ်လေးတွေအတွက်ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောပြမယ်နော်ဒီဘန်ကွက်ကလေးထဲမှာနော်အဖျော်ရည်အစိမ်းရောင်ရှိတဲ့အဖျော်ရည်ထည့်မယ်ဆိုရင်အဝေးကကြည့်ရင်ဘန်ကွက်ကလေးကအစိမ်းလေးပေါ့နော် အဝါရောင်ရေရှိတဲ့အဝါရောင်ရှိတဲ့ဖြိုရည်ထည့်မယ်ဆိုရင်ဖန်ခွက်ကလေးကအဝါလေးပေါ့တကယ်တကယ်ဖန်ခွက်ကဝါတယ်လို့လည်းမရှိဘူးစိမ့်တယ်လို့လည်းမရှိဘူးဖန်ခွက်ထဲထည့်ထားတဲ့အဖြိုရည်ကြောင့်သာလဲစိမ့်တယ်လို့ထင်ရတယ်ဝါတယ်လို့ထင်ရတယ်ဒါကိုဒကာမတို့ဦးဇင်းတို့တွေကဖန်ခွက်ကအဝါပဲဖန်ခွက်ကအစိမ့်ပဲလို့ပြောရင်မှန်တယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးအဲ့ဒါလိုပဲလူတယောက်ဟာ တော့ကောင်းတယ်ဆိုတယ်လူကကောင်းတယ်လူကဆိုတယ်ဆိုရင်ဒါဒီပုဂ္ဂလဒိဋ္ဌံစကားပြောရရောက်တယ်တိဥ္ဇာကသူကလူကကောင်းတယ်လို့ပြောလို့ရှိရင်မြောက်ပင့်ရရောက်တယ်တဲ့လူဆိုးတယ်လို့ပြောရင်နှိမ့်ချရရောက်တယ်ဆရာမဆိုဘဇူကသိတ်ဆိုးတာပဲလို့ပြောရင်အဲ့ဒါနှိမ့်ချရရောက်တယ်ဘဇူကသိတ်ကောင်းတာပဲလို့ပြောရင်မြောက်ပင့်ရရောက်တယ်အဲ့ဒီမြောက်ပင့်ခြင်းနှိမ့်ချခြင်းဆိုတဲ့အစွန်းကိုမနှင်းရဘူးတဲ့အဲ့ဒါကဥရှင်တို့အရဏဝိဘင်ကတုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့လိုဆိုရင်ဘာပြောရမလို့ဘလို့ပြောရမလို့ ဓမ္မဒိဋ္ဌာန်ကြံကြပြောရမယ်။မကောင်းတဲ့အကုသိုလ်တွေက အလွန်ဆိုးတာပဲ။ကောင်းတဲ့ကုသိုလ်တွေကအလွန်ကောင်းတာပဲ။တနည်းအားဖြင့်မကောင်းတဲ့စိတ်တွေကဆိုးလိုက်တာ၊ကောင်းတဲ့စိတ်တွေကကောင်းလိုက်တာ။ဒါဆိုလို့ရှိရင် လုံးဝအစွန်းလွတ်သွားတယ်။မှန်လဲမမှန်ဘူးလား။မှန်တယ်။ဒါကြောင့်အပြစ်မြင်တတ်မယ်ဆိုရင်ပုဂ္ဂိုလ်ကိုမမြင်သင့်ဘူး။ဘာကိုမြင်သင့်တော့ဓမ္မကိုမြင်သင့်တယ်နော်။ ဘာကဆိုးနေတာတော့သူ့ရဲ့လောဘတွေကြောင့်ဆိုးနေမယ်သို့မဟုတ်ဒေါသတွေကြောင့်ဆိုးနေမယ်သို့မဟုတ်မောဟမတိမိုင်မှားမှုတွေကြောင့်ဆိုးနေတယ်လောဘဒေါသမောဟကိုအပြစ်မြင်မယ်ဆိုရင်တော့ပိဿရရတဲသွားပြီဗျနောက်ပိုင်းပြောမယ်မြင်တင်တော့အပြစ်ဆိုတာတဲကိုတွန်းပြီးတော့အကျုံးဝင်သွားပြီခုခက်နေတာကဒကာမတို့ဦးဇင်းတို့မြင်နေတာကလောဘဒေါသကိုအပြစ်မြင်တာလားမဟုတ်ဘူးပုဂ္ဂိုလ်တ attva လူကြီးကို အပြစ်မြင်နေတာဟုတ်လားလူကိုအပြစ်မြင်တဲ့အခါကျတော့ဘာဖြစ်မလို့ကိုယ်မှဒေါသတွေဖြစ်လာတယ် ဲ့ဒီဒေါသနဲ့ကိုကပြောမယ်နော်ဆက်ဆံမယ်ဆိုရင်သူကလည်းဘာနဲ့တုံ့ပြန်အဲ့ဒါမျိုးတွေပဲထွက်လာမှာနော်ဒါအလွန်မလိုလားအပ်တဲ့အရာတွေပဲဆက်ပြီးတော့ဖြစ်သွားမှာဟုတ်ရဲ့လားဒါကြောင့်အပြစ်ကိုမတိလို့နားမလဲလို့မမြင်တာမဟုတ်ဟုတ်လားနားလည်မှုရှိတယ်သို့သောကောင်းတာကိုပဲရွေးချယ်ပြီးတော့နှလုံးသွင်းမယ်ဆိုတဲ့စိတ်တည်ကိုယ့်ရဲ့ဘာကိုဖြစ်စေနိုင်လို့မေတ္တာကိုဖြစ်စေနိုင်တယ်ဒါကြောင့် အလွန်အဆင့်တန်းရှိတဲ့အေဂျင့်နဲ့ဆက်ဆံရေးမျိုးကိုရကျင်နေဆိုလို့ရှိရင်ပဝန်းကျင်ရဲ့ပုံမှာတက်နိုင်တဲ့မြတ်အပြစ်မြင်စိတ်နဲ့အောင်ကြိုးစားရမယ်အကောင်းမြင်စိတ်များအောင်ကြိုးစားရမယ်တကယ်တကယ်ကိုကမြင်တတ်မယ်ဆိုရင်လည်းအကောင်းကတော့မရှိဘူးမဟုတ်ပါဘူးရှိပါတယ်သို့တော့ကိုကလည်းပဲပုထုတင်တဘာဝဆောတော်တော်ကပြောခဲ့တဲ့ဒေသနာတွေအတိုင်းသူများပြည့်ကြတော့အလွန်မြင်လွယ်တယ်ကိုအပြည့်ကြတော့အလွန်မြင်ခဲတယ်ဒီလိုဖြစ်နေတာဟုတ်လား ဲ့ဒီတော့ဆက်ဆံရေးတွေကကိုယ့်ဘက်ကလည်းပဲမှားယွင်းတာတွေမရှိဘူးလားရှိတယ်။ဒါကြောင့်ပေးသက်ပေါင်းသူတော်ကတို့နော်မြင်တင်သောအပြစ်ဆိုတာကိုဘယ်လိုနားလည်မလို့သူတော်ဘာရဲ့မမြင်တင်သောအပြစ်ဆိုတာဘယ်လိုနားလည်မလို့သူတော်ဘာရဲ့အပြစ်လို့ဒီလိုနားလည်ရမယ်။ဟုတ်လား။သူတော်ဘာရဲ့အပြစ်ကိုမြင်ခြင်းအဖြစ်ကိုယ်မှလည်းပဲအကျိုးမရှိဘူး။အကျိုးမရှိုံမျှမကဘဲနဲ့အကျိုးမဲ့တွေတောင်မဖြစ်ဘူးလားဖြစ်တယ်။ဟုတ်ရဲ့လား။အေးဒါကတော့ဦးဇင်းတို့မမြင်တင်သောအပြစ်ပေါ့နော်။ တို့ပြောရရင်တို့ဘာရဲ့အဖြစ်ကိုမမြင်မိအောင်စူးစမ်းရမယ်။ကောင်းတာကိုမြင်တတ်အောင်စူးစမ်းရမယ်။